ားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ဒီနေ့ဒီဗီဒီယိုလေးမှာတော့ Rockuma အကောက်ဖွင့်နေဈေးဝယ်နေငွေရှင်းနေကျွန်တော်ပြပြပေးသားမှာဖြစ်ပါတယ် Rockuma အကောက်ဖွင့်နေမပြောပြခင်မှာ Rockuma ဆိုတာဘာလဲဆိုတော့ကျွန်တော်အရေးပြပြပေးသားမှာဖြစ်ပါတယ် Rockuma ဆိုတာ Melucali လိုမျိုး Yahoo Fuluma လိုမျိုး online second hand shop တကူဖြစ်ပါတယ်ခင်ဗျအဲ့ဒီထဲမှာကျွန်တော်အသက်မှာဈေးတိတိတိတာနေဝယ်လို့ရနိုင်သလိုတချို့ပစ္စည်းဆိုအဟောင်းမှာကျွန်တော်တို့ကြည်ပြီးဝယ်တက်လို့ရှိရင်ဈေးတက်တက်နဲ့ဝယ်လို့ရပါတယ်ခင်ဗျ ဒါပေမဲ့သူတို့ရေးထားတဲ့အညော့လို့ကျွန်တော်တို့တည်တည်ချာချာဖတ်ဖို့တော့လိုအပ်ပါတယ်ခင်ဗျလူကြီးမင်းလို့လည်းဒီ Rakuma မှာပစ္စည်းရောင်းချင်လို့ရှိရင်ရောင်းလို့ရပါတယ်ခင်ဗျโอเคဒါဆိုကျွန်တော်တို့ Rakuma အကောင့်ဖွင့်နေကျွန်တော်ပြပြပေးသားမှာဖြစ်ပါတယ်ကောက်ဖွဲ့ဖို့တဲ့ကို Rocket Rakuma application ထဲဝင်လိုက်မယ်ခင်ဗျ။ဒီ log in ဆိုတော့လေကျွန်တော်နိုင်လိုက်မယ်။

အောက်ဆွဲချလိုက်မယ်ဆိုရင်ကျွန်တော်တို့နာမည်ရရမှာဖြစ်ပါတယ်ဒီမှာကျွန်တော်ခတ်တခဏနဲ့ရရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကာကူနေနေဆွတ်ဆွမှုနဲ့လဲမယ်ခင်ဗျပြီးသွားလို့ရှိရင်ကျွန်တော်တို့ရောက်တဲ့ခိုင်းတိုရိုကူကိုခန်ကီယိုဆူလို့နဲ့လဲမယ်ခင်ဗျ ပုံမှန်ကျတော့ကျွန်တော်တို့ရဲ့နာမည်ပေးရမှာဖြစ်ပါတယ်ဒီမှာကျတော့ကျွန်တော်ရဲ့ဘတ်ဒေးပေးရမှာဖြစ်ပါတယ်ဒီမှာကျတော့ကျွန်တော်အမျိုးသားနောက်မျိုးသမီးနောက်ယူပေးရမှာဖြစ်ပါတယ်ပြီးဦးရှင်ဒီအောက်နားလေးမှာရှိတဲ့ငကူစလုံးကိုကျွန်တော်အမှန်ချစ်ပေးလိုက်မယ်ခင်ဗျဒီနေရာမှာကျတော့ကျွန်တော်ရဖုန်းနံပါတ်ကိုထည့်ပေးရမှာဖြစ်ပါတယ် ျွန်တော်ဖုန်းထဲကိုကုန်းနံပါတ်၄လို့ပို့လာလိမ့်မယ်ခင်ဗျဒီ၄လို့ကျွန်တော်ဒီနေရာမှာရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ဒါဆိုကျွန်တော်တို့ rock တက် rock မအကောင့်ဖွင့်လို့ပြီးသွားပြီဖြစ်ပါတယ်ခင်ဗျဈေးဝယ်နေကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုမှာတော့ဒီ adapter လေးကိုကျွန်တော်ဝယ်ပြပေးသွားမှာဖြစ်ပါတယ်။ဒီ PC ဝယ်မယ်ဆိုရင်ဒီအောင်နှားလေးဆွဲချလိုက်မယ်ဆိုရင်ဒီနေရာလေးမှာသူ့ PC အကြောင်းအသေးစိတ်ကိုဒီနေရာမှာရေးထားပါတယ်။ အောင်နာလေးစိတ်ပြီးဆွဲချလိုက်မယ်ဆိုရင်ဒီနေရာမှာကျတော့ပစ္စည်းဟာအသက်ဆိုကျွန်တော်ဒီနေရာမှာဖမ်းလို့ရပါတယ်အသက်ဆိုအသက်အတုပ်ပြုတ်ပြီးဆိုရင်အတုပ်ပြုတ်ပြီးအကြောင်းပါသူတို့ဒီနေရာမှာရေးထားပါတယ်ပြီးလို့ရှိရင်အောင်နာလေးစိတ်ပြီးဆွဲချလိုက်မယ်ဆိုရင်ပစ္စည်းကိုပို့ခေါ်ကိုရောင်းသူဖေးရပေးရမှာလားဝယ်သူဖေးရပေးရမှာလားဆိုတော့ကျွန်တော်ဒီနေရာမှာသွားဖမ်းလို့ရပါတယ်ပစ္စည်းကိုဝယ်ပြီးလို့ရှိရင်ဘယ်နေရာအတွက်သူပို့ပေးနိုင်တယ်ဆိုရင်အကြောင်းပါသူတခါတည်းရေးထားပါတယ် အောင်နာလေးဆွဲချလိုက်မယ်ဆိုရင်ရောက်သူရဲ့ location ရှိပါကျွန်တော်တို့ဒီနေရာမှာသွားပြီးတော့ဖတ်လို့ရပါတယ်ဒီ PC ဝယ်မယ်ဆိုကျွန်တော်တို့ call new နေစွစွမှုနဲ့လဲမယ်ခင်ဗျဒီနေရာမှာကျွန်တော်တို့လိပ်စာကျွန်တော်နာမည်အပြည့်စုံကျွန်တော်ထပ်ပြရမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်ကျွန်တော်အဲ့လိပ်စာရဲ့စာတိုင်းနံပါတ်အပြည့်ပြရမှာဖြစ်ပါတယ် ကျွန်တော်တိုကျိုမှာနေတဲ့အတွက်ကျွန်တော်တိုကျိုရွေးပေးလိုက်မယ်ခင်ဗျာလိပ်စာဖြေသွားလို့ရှိရင်ကျွန်တော်ဒီနေရာရောက်လာမှာဖြစ်ပါတယ်ဒီနေရာမှာကျတော့ကျွန်တော်တို့ပတ်စံရှင်းမဲ့နေရာကိုကျွန်တော်ရွေးပေးရမှာဖြစ်ပါတယ် critical နဲ့ရှင်းမဲ့ဆိုကျွန်တော် critical ထဲဝင်ပြီးတော့အပေါ်မှာကျွန်တော်ကန့်နံပါတ်ကိုရိုက်ထည့်ရမှာဖြစ်ပါတယ်ဒီနေရာမှာကျတော့တက်တက် consumer လာနေနေကိုရိုက်ထည့်ရမှာဖြစ်ပါတယ်ဒီဘက်မှာကျတော့ security code ကိုကျွန်တော်တို့သုံးလို့ရိုက်ထည့်ပေးရမှာဖြစ်ပါတယ် ေတီနဲ့ရှင်းမယ်ဆိုကျွန်တော်ပေတီကိုရွေးပေးရမှာဖြစ်ပါတယ်ကျွန်တော်တော့ဒီမှာ company store နေတော့ငွေရှင်းနေကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ် company store နဲ့ရှင်းမယ်ဆိုရင်ပတ်စံ100ပို့ပေးရမှာဖြစ်ပါတယ်ဒါကျွန်တော် company store ရွေးလိုက်မယ်ခင်ဗျာ company store မှာရှင်းမှာဖြစ်တဲ့အတွက်ကျွန်တော်100ပို့ပေးရတာဖြစ်ပါတယ် ီနေရာမှာကျတော့ပစ္စည်းလောက်ပို့လို့ရှိရင်အိမ်မှာလူမရှိလို့ရှိရင်ဘယ်နေရာမှာထားခဲ့ရမလဲဆိုကျွန်တော်တို့တခါလေးရွေးပေးလို့ရပါတယ်ကျွန်တော် post တို့ရွေးပေးလိုက်မယ်ခင်ဗျအားလုံးပြီးသွားလို့ရှိရင်ကျွန်တော်တို့ Honorio Nairo ကိုကကုနေဆိုလို့ကျွန်တော်နှိမ့်လိုက်လို့ရှိရင်ကျွန်တော် order မှာလို့ပြီးပြီဖြစ်ပါတယ်ပတ်စံရှင်းဖို့အတွက်ဟိုဒီနံပါတ်ပါတဲ့ဟာလေးကို screenshot ရိုက်ပြီးတော့ company store မှာကျွန်တော်ပတ်စံသွားရှင်းရမှာဖြစ်ပါတယ် ကျွန်တော်တို့ company news တို့ကို like ခဲ့ပါဦးခင်ဗျာ ကျွန်တော်တို့ဝယ်ထားတဲ့ပစ္စည်းကိုဘယ်နှစ်လောက်ပို့မလဲကျွန်တော်တို့သိချင်လို့ရှိရင်အောင်းနှားလေးမှာရှိလူပေါ်လေးထည့်သွားလိုက်ပါခင်ဗျအောင်းနှားလေးဆွဲချလိုက်မှဆိုရင်ခိုးညိုစတာရှိုးရင်ဆိုတာရှိရခင်ဗျကျွန်တော်ဒါလေးထည့်ဝင်လိုက်မယ်ဒီနေရာမှာကျတော့ကျွန်တော်ဝယ်ထားတဲ့ပစ္စည်းကိုကျွန်တော်တို့ပြန်ကြည့်လို့ရမှာဖြစ်ပါတယ်အဲ့လိုဝယ်ကြည့်လိုက်မယ်ဆိုကျွန်တော်ပစ္စည်းကိုဘယ်နှစ်လောက်ပို့မလဲဘယ်နှစ်တည်ပို့လိုက်ရလဲဆိုတော့ကျွန်တော်တို့အသေးစိတ်ကြည့်လို့ရတာဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်ရောက်သူနဲ့လည်းထိုက်ရိုက်စာပို့ပြီးတော့ကျွန်တော်တို့ဒီနေရာနေဆက်သွယ်လို့ရပါတယ် အားလုံးကျေးဇူးများတင်ပါတယ်ခင်ဗျာ။